မတာကက်စကာနိုင်ငံမှာဂျန်စီလူငယ်တွေဥဆောင်တဲ့စနားပြပွဲတွေ ဖြစ်ပွားခဲ့ပြီးတလကျော်ကြာမှာသမရအန်ဒရီရာဂျိုလီနာအတိုက်ပြီကထွက်ပြေးသွားပြီးဖြစ်တယ်လို့အတိုက်ခံကောင်းဆောင်စစ်ဘက်သတင်းရင်းမြစ်နဲ့နိုင်ငံသားတပ်တမန်တွေကိုကိုးကားပြီးရိုက်တာသတင်းမှဖော်ပြပါတယ်။မတာကက်စကာအစိုးရဟာဂျန်စီလူငယ်တွေဥဆောင်တဲ့လှုပ်ရှားမှုတွေကြောင့်တလကျော်အတွင်းမှာပြုတ်ကျတဲ့ဒုတိယမြောက်အစိုးရဖြစ်ပါတယ်။စတေမလာအတွင်းကလည်းနီပေါအစိုးရပြုတ်ကျခဲ့ပါတယ်။ သမရရာဂျိုလီနာဟာစစ်သားတွေသူဘက်ကမရက်တီတော့ပဲဆန္ဒပြသူတွေနဲ့ပူးပေါင်းသွားတဲ့ဆန်းနှစ်နှစ်ကလေးကနိုင်ငံတွင်းကနေထွက်ပြေးသွားတာဖြစ်တယ်လို့လွှတ်တော်တွင်တိုက်ခိုက်အင်အားစုကိုဦးဆောင်တဲ့စတ်နေရန်ဒရီယာနာဆိုလိုနီယာအိုက်ကိုကအတည်ပြုပါတယ်ဒီချက်မှာဂါဇာစနေဝဲတက်နေတဲ့မက်ခွန်ကတော့ဒီသတင်းကိုချက်ချင်းအတည်မပြုနိုင်ဘူးလို့ပြောခဲ့ပါတယ်။မတာဂတ်စကာမှာအခြေခံဥပဒေနဲ့ညီညွတ်တဲ့တရားဥပဒေစုံမမှုကိုထိတဲ့ရမှာဖြစ်ပြီး လူငယ်တွေရဲ့မကျေနပ်ချက်တွေကိုနားလည်ပေးမဲ့စစ်တပ်တွေဂိုက်ကနာတွေကဒီမကျေနပ်ချက်တွေကိုအမျက်ထောက်တာမျိုးမဖြစ်သင့်ဘူးလို့လည်းမက်ခွန်ကမှတ်ချက်ပေးပါတယ်ရှင်။